အလုံးမင်္ဂလာပါဒီကနေ့မှာတော့ adjectives ရဲ့ asset ပေါ့နော်အဲဒီမှာဘာကိုပြောပြချင်လဲဆိုရင် adjectives and order အဲ့တော့တစ်ခါတလေကြလို့ရှိရင်ကျမတို့ကစာကြောင်းလေးတွေမှာလေ adjective နှလုံးတွဲလေးလက်ထပ်တာမျိုးတွေရှိတယ်ဥပမာမြန်မာလိုကနေပြီးတော့မှအင်္ဂလိပ်လိုပြန်မယ်ဆိုရင်ပေါ့နော်အဲ့တော့ translation လုပ်တဲ့အခါမှာဒီမှာ number 1လို့မျိုးပေါ့နော်အနီယောင်ကာဝန်လှလှလေးတစ်ထည်အဲ့အဲ့ဒါဆိုလို့ရှိရင်အနီယောင်ကာဝန်ဆိုလို့ရှိရင်ကျမတို့ adjective ကတစ်လုံးနဲ့လေဟုတ်တယ်မလားကာဝန်လှလှလေးတစ်ထည်ဆိုလို့ရှိရင်လည်း adjective ကတစ်လုံးနဲ့လေအခုဟာကျတော့အနီယောင်ကာဝန်လှလှလေးတစ်ထည်ဆိုပြီးတော့မှအနီယောင်ကလည်းဒီမှာပြထားတယ် adjective ဖြစ် ်တယ် နောက်တစ်ခါလှလှလေးဆိုရဲ beautiful ကလည်း adjective ဖြစ်တယ်ပေါ့ဒီလိုအနေထားမျိုးမှာစာကြောင်းတွေကိုကျမတို့ကဘယ်လိုစီရမလဲဆိုတာကိုစဉ်းစားကြည့်ရပါမယ်အဲ့တော့ဒီနေရာမှာအနီယောင်ဆိုတာလေးတခုပြောချင်ပါတယ်အနီယောင်ကဘာလဲဆိုရင် adjective ဒါပေမဲ့အနီယောင်ဆိုတာဘာလဲဆိုရင်ဂါဝန်ရဲ့မူလအယောင်ဒီအနီယောင်ဖြစ်တယ်တကယ်အဖြစ်ပြက်ပေါ့နော်တကယ်အချက်လက်အမှန်ဒီ fat fact fact ကိုခေါ်ပါတယ်ဒါကအနေအရပေါ့အဲ့တော့ beautiful ကိုကြတော့ adjective ကကျမတို့ကဘာပေးထားလဲဆို opinion လို့ပေ ရတယ် opinion ဆိုတာကဘာလဲဆိုရင်ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုပြောတာလေเนาะအဲ့တော့အနည်းအောင်ကောင်းဟာအနည်းအောင်မလှအနည်းအောင်ကိုမကြိုက်တဲ့သူအတွက်ကြတော့လှတယ်လို့ထင်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အနည်းအောင်မှကြိုက်တဲ့သူကြတော့လည်းအနည်းအောင်ကောင်းလေးမြင်လိုက်တာလည်းဟဲ့လှလိုက်ကြဆိုတဲ့ပုံစံမျိုးမြင်တယ်အဲ့ဒါဟာမိမိရဲ့ opinion လို့ခေါ်တဲ့ထင်မြင်ယူဆချက်ဖြစ်ပါတယ်အဲ့တော့ adjective တွေကိုကြည့်လိုက်မယ်ဆိုရင်ကျမတို့က fat ရဲ့ opinion ရေပေါ့နော် fat ကဒါ opinion ကဒါ be adjective က fat လဲဆိုတဲ့ဟာကိုရွေးရပါမယ်တကယ်အမှန်ကန်ချက်ကဘာလဲပေါ့ဒီမှာဆိုလို့ရှိရင်အနီရောင်ဆိုတာကျွန်တော်တို့တွေပြောင်းလဲပြစ်လို့မရတဲ့အရာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီ fat ဆိုတဲ့တကယ်အဖြစ်အပျက်အကြောင်းအရာကိုကိုအထူးပြုတ်ခြင်းနဲ့နောင်နဲ့ကပ်ပြီးတော့မှရေးရပါမယ်ဒါဆိုလို့ရှင်သူ့ကိုမြန်မာလိုဘလိုရေးမလဲဆိုရင်စစောနာလို red ကဖက်ဖြစ်တဲ့အတွက်ကြောင့်မို့ dress ဆိုတဲ့ကာဝင်နဲ့ပေါင်းလိုက်တယ် red dress နော် beautiful ကကြတော့ opinion ဖြစ်တဲ့အတွက်ကြောင့်မို့သူကအရှိမထားပြီးတော့မှရေးပြရမယ်ဒါကြောင့်မို့လို့အနေရောင်ကောင်ဝန်လှလှလေးတထဲဆိုရင်ကျွန်တော်တို့က a beautiful red dress လို့ဖြစ်သွားမှာပေါ့နော်ဒါကအခြေခံအကြောင်းအရာဖြစ်ပါတယ်အဲ့တော့နံပါတ်1မှာလည်းအတူတူပဲကျင်နာတတ်သောမိမဟောဝါကြီးတယောက် ဆိုကြပါစို့ကျင်နာတက်တော့ဆိုတာ KIND kind လေ kind ကကျတော့သူက adjective မှာမှာသူက opinion ဖြစ်ပါတယ်ကျင်နာတက်တယ်ကျင်နာတက်ဖို့ဆိုတာကကိုယ့်ရဲ့ခံယူချက်ဖြစ်တယ်မိမဝဝကြီးမှာ fat fat ဆိုတာကျတော့တကယ်သူဟာဝနေတဲ့မိမကြီးပေါ့နော်မိမဝဝကြီးဆိုတာတကယ်အဖြစ်အပျက်အမှန်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်မတို့ဒီနေရာမှာ fat ကကျတော့ fat fat ဖြစ်တယ်ဒါဆိုရင်ဆောဆောလိုပဲတကယ်အဖြစ်အမှန်နဲ့ ကိုပြောချင်တဲ့အထူးပြုချင်တဲ့ noun နဲ့ကတ်ထားမယ်ဆိုရင်ဒီနေရာမှာ noun က woman fat ကကြတော့ fat fat ဖြစ်ပါမယ်အဲဆိုရင် fat woman ဒါဆိုရင်ကျွန်မတို့စာကြောင်းရေးတဲ့အခါကျတော့ဒီ fat woman ကိုသူကကတ်ပြီးရေးရမှာဖြစ်တယ်ဒါဆိုရင်သူရဲ့ translation လောက်ထားတဲ့เนาะ phrase လေးကိုကြည့်ရအောင်ဒါဆိုလို့ရှိရင် kind ကကြတော့တကယ်လို့မရပါဘောเนาะ ိုကအဲ့ဒီမိမဝဝကြီးနဲ့မတည့်ဘူးဆိုလို့ရှင်ကျင်နေတတ်တော့လို့မမြင်ဘူးလေဟုတ်ဟိုမိမရအပေါက်ဆိုလိုက်တာလို့ပဲထင်မှာပေါ့ဒါကြောင့်မလို့ opinion ဆိုတာကဘာလဲဆိုရင်ကိုယ့်ရဲ့ထင်မြင်ချက်ခံယူချက်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာသူ့ကိုဘယ်လိုရင်းလဲဆိုရင် a kind fat woman ဖြစ်ပါတယ် အဲ့တော့တကယ် fat အစ်စ်အမှန်ကဘာလဲဆိုရင်ဝါတော့မိမဝဝကြီးကိုပြောတာပါအဲ့ဒီမိမဝကြီးက generate တဲ့မ generate ဘူးဆိုတာကြတော့ကိုယ့်ရဲ့ခိုင်းယူချက်ဖြစ်ပါတယ်ဒါကြောင့်မလို့ fat ကိုနောက်နဲ့ကပ်ရတဲ့အခါမှာ a kind fat woman ဆိုလိုမှရပါမယ်ဒါဆိုလို့ရှိရင်အောက်မှာကျွန်မပေးထားတယ်ချစ်စရာကောင်းတော့ ခွေးဖြူတကောင်ဒါမှမဟုတ်ရင်ကြက်စရာကောင်းတော့ခွေးဖြူဖြူလေးတကောင်ဆိုပြီးတော့မှပေးထားပါအဲ့ဒါလေးကိုကိုယ့်ဘက်ကိုရေးကြည့်ပါနော်နောက်တစ်ခုကကြတော့ဗာလဲဆိုရင်အခုဟာကကျမတို့က opinion နဲ့ fat နဲ့နှစ်ခုကိုပဲပြောသေးတာပေါ့တကယ်တမ်းပေါ့ size တို့ပါတော့အရွယ်စားတွေပါလာမယ်ဆိုရင်တော့အဲ့ဒီအဖြစ်မှန်နဲ့ opinion ရဲ့ကြားထဲမှာ size color တော့အရွယ်စားပေါ့နော်ကြီးတယ်သေးတယ်ဆိုတာလေးကိုထည့်လိုက်ပါအဲ့ဒါဆိုလို့ချင်း adjective တွေကိုဘယ်လိုမျိုးစီရမလဲတလုံးမကဘူး adjective က ှလုံးသုံးလုံးပါလာပြီဆိုလို့ရှိရင်ဘယ်ဟာကိုဘယ်နားမှာထားရမလဲဆိုတာကိုရပ်သွားကြပြီထင်ပါတယ်ဒီနေ့အတွက်တော့ကျေးဇူးပါရှင်